လီဗာပူးပြန်ကောင်းလာခြင်းရဲ့နောက်ွယ်ရအတန်တိတ်တူရဲကောင်ဒိုမဟုတ် Ryan Gravenberch အားလုံးပဲမင်္ဂလာပေါင်းပြည့်စုံကြပါစေ။ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှသလိုရှင်တော့ကျွန်တော်ပွဲပြီးသုံးသပ်ချက်တွေပါရတော့မဟုတ်ဘူး။ဒါပေမဲ့မင်းညရောကတော့ကျွန်တော်ပွဲရတော့ကြည့်တယ်။ဒါပေမဲ့ပွဲပြီးသုံးသပ်ချက်မလုပ်ဘူးဆိုတော့ကျွန်တော်တော်တော်များများလုပ်ပြီးသွားပြီလည်းဖြစ်တယ်။အဲဆိုတော့ဒီဗီဒီယိုမှာသလိုရှင်တော့ကျွန်တော်ရဲ့အမြင်တချို့ပေါင်းထည့်ပြီးတော့လည်းပြောသွားမှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့အဓိကကတော့ကျွန်တော်ဒီ Liverpool နဲ့ Real Madrid တင်တွေရဲ့ပွဲကိုကျွန်တော်ကြည့်ခဲ့တယ်ပေါ့နော်။ဆိုတော့ဂျီပွဲကမကြည့်ဘူးလို့လည်းမဖြစ်ဘူးဗျာ။တကယ်ကို ဘစ်မက်ပေါ့နော်တကယ်ကိုကောင်းတဲ့ပွဲဖြစ်တော့ကျွန်တော်တို့သေချာသွားပြီးတော့ကြည့်ခဲ့တယ်နီးစနက်အားပြိုင်မှုတွေပါလေကျွန်တော်တို့တွေ့ခဲ့ရတယ်ဆိုဒီချိန်မှာဆိုလို့ရှိရင်တော့ထောက်ပြစရာတော့နည်းနည်းရှိတယ်ဗျာတစ်ဖက်က Real Madrid ကအာကောင်းတယ်သူ့အနေနဲ့သူအဆင်ပြေတယ်ဆိုပေမဲ့ Xavi Alonso က Liverpool ကိုလာကစားတဲ့နှစ်ချိန်မှာနှစ်ချိန်သလုံးအနိုင်မရထားဘူးပေါ့နော်ပထမတစ်ချိန်တော့ကလည်း4-0နဲ့ရှုံးတယ်အခုချိန်မှာဆိုလည်း1-0နဲ့ရှုံးပြီးတော့ဒါလုံးဝသူတို့နိုင်ပွဲမရသေးဘူးပြီးတော့တွင်းကိုတော့မှတကူမှမရှိသေးဘူးပေါ့နော် အဲဆိုတော့ဇာဗီလွန်ဆိုတာအဲ့လိုမျိုးအနေထားလေးတော့ရှိတယ်ဆိုတော့ပထမတစ်ချိန်4ဇီးနဲ့ရှုံးတော့ဆိုတော့ Real Madrid နဲ့မဟုတ်ပဲねအဲတုန်းကဆိုလို့ရှိရင်တော့ဒါက Bayern Leverkusen နဲ့ပေါ့နော်အခုချိန်မှာဆိုလို့ရှိရင်တော့ဒါ Real Madrid နဲ့လာပြီးတော့ရင်ဆိုင်ရှင်များတာလည်းဖြစ်တယ်အနေထားချင်းကွာတယ်ဗျာ squad depth ဖြစ်လာခြင်းနဲ့ကွာတယ် current form အနေထားလည်းဘာကြီးလဲအကုန်လုံးကွာရတဲ့အားနေကို Real Madrid တင်ရဘလို့မဟုတ် Liverpool တင်ဒီပွဲစဉ်မှာရှင်မကစားနိုင်ငယ်လို့ပဲ ြောရမှာပေါ့နော်ဆိုအဲ့ဒီညမှာပြောလို့ရှိတာက Liverpool ဘက်ခြမ်းမှာကျွန်တော်မင်းညအပွဲစဉ်မှာကြိုက်တဲ့ကစားသမားတွေအာ2ယောက်3ယောက်လောက်ရှိတယ်ဆိုအဲ့ဒီညမှာကျွန်တော်ပြီးမှအဲ့ဒါကိုထပ်ပြောပြမယ်ပထမဦးဆုံးကျွန်တော်ချီးကျူးချင်တာကတော့ video ဆမှာကျွန်တော်ပြောခဲ့တဲ့ Ryan Gravenberch ပေါ့နော် Ryan Gravenberch လို့ကစားသမားမျိုးကို RGB ပေါ့နော်သူ့လိုကစားသမားမျိုးကိုကျွန်တော်တို့ကဒီ Liverpool အသင်းနေနဲ့ Bayern Munich အသင်းစီကနေပြီးတော့ ဒီအောက်ကြီးတသားလောင်းနေဗျာဒီမှာအလောက်ဈေးလေးနဲ့ရလိုက်တာတကယ်ကိုအဖိုးဖြတ်လို့မရတဲ့တံမိုးတစ်ခုလို့ပြောလို့ရတယ်။တခါကျလို့ရှိရင်အဲ့ဒီမှာဘိုင်မြူနစ်ကယူကြောင်မူကြောင်လို့ပြီးတော့ရောင်းတက်တဲ့အကွက်တွေရှိတယ်ဗျာဒီမှာဒီလစ်ကိုလည်းမန်ယူနိုက်တက်ကိုဈေးပေါ်ပဲနဲ့လက်လွတ်တိုင်းလက်လွတ်လိုက်တာမျိုးလို့ပြီးလို့ရှိရင်လည်းမက်ဇရာဝီယူဆိုလို့ရှိရင်လည်းဒီလိုပဲအဲ့လိုမျိုးကြောင်တောင်ကွက်တွေလှုပ်ပြီးတော့ဘိုင်မြူနစ်အသေးကနေပြီးတော့လက်လွတ်တဲ့အကွက်မျိုးတွေလည်းရှိရယ်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးနေထားရရှိရတော့ကြောင်ဒီချိန်မှာဆိုလည်းတို့က RGB ကိုလွယ်ကူနယ်ပဲလက်လွတ်လိုက်တယ်ဒါပေမဲ့ Ryan Gravenbach ကတကယ်ကောင်းတဲ့ကွင်းလှန်ကစားသမားပေါ့နော်။တော်တမ်ဘူကွန်ထရိုးလည်းရတယ်၊ပတ်စင်တွေလည်းထွက်တယ်၊ခံစစ်ဆိုလည်းကူနိုင်တယ်၊တိုက်စစ်ဆိုလည်းလိုက်နိုင်တယ်။ကွင်းလှန်မှာဗျာ CM ပုံစံကိုလုံးဝပြပြပြင်ကစားနိုင်တဲ့ကစားသမားပြီးတော့ DMF လည်းရတယ်ပေါ့နော်။ဆိုတော့သူက row နှစ်ခုကို trace လုပ်ပြီးတော့ကစားနိုင်တဲ့ကစားသမားဖြစ်တဲ့ကြောင့်သူ့စီကလည်းတော်တော်လေးကိုအဖိုးတန်တဲ့ဟာတွေကိုကျွန်တော်တို့မြင်ရတယ်။ Liverpool နောက်ဆုံးနှစ်ပွဲမှာပြန်ပြီးတော့အခြေအနေကောင်းပြီးတော့ တောက်လျှောက်ပြန်နိုင်လာတယ်ပေါ့နော်ပေးကူတော်မရှိဘူးဗျာပထမပွဲဆိုလဲဗီလာကိုတူးစင်းနဲ့နိုင်နေတယ်အခုချိန်မှဆိုလဲရီယယ်မက်ဒရစ်လိုမျိုးတကယ်ကိုကျန်းနေရဆိုတဲ့အသင်းမျိုးကိုလဲအင်ကွင်းမှာခေါ်ပြီးတော့ဒီးလိုက်တာပေါ့နော်ဆိုတော့1-0ဆိုတဲ့ result နဲ့ပေးကူတော်မရှိခဲ့ဘူးဆိုတော့တော့လီဗာပူးတင်တကယ်ကို current form ကြီးတော်တော်ကြီးမိုက်နေတယ်လို့ပြောလို့ရတယ်ပြီးအဓိကပြောင်းလဲသွားတဲ့အချက်ကအဲ့ Ryan Gravenbach ပါလာတဲ့အပိုင်းပေါ့နော်ကျွန်တော် McAllister ကိုမကြိုက်ဘူးမဟုတ်ကြိုက်တယ်ဒါပေမဲ့ Mac ကကြတော့တချို့ချို့သောပွဲတွေမှာခြေမပေါ်တာကြီးများတယ်ပေါ့နော်အဲတချို့အချိန်တွေမှာအသင်းကြီးနဲ့ပွဲစဉ်မှာမပေါ်တာတော့အသင်းငယ်နဲ့ ပိတ်ကန်တဲ့ဘွဲတွေမှာဆိုလို့ရှိရင်သူ့စီကနေဘောလုံးမထွက်တာကိုချီမပေါ်တာရှိရတယ်။ဒါပေမဲ့တစ်ဖက်က Run Grand Bash ကအဲ့လိုမဟုတ်ဘဲနဲ့တောက်လျှောက်ကိုခြေသွမ်းပြနိုင်တဲ့ကစားသမားဖြစ်တဲ့အကြောင်းကျွန်တော်ကတော့ RGB ကိုတော်တော်လေးသဘောကျတဲ့ထဲမှာပါရလို့ပဲပြောရမှာပေါ့နော်။ဇတိဘွဲရဲ့အဓိကနိုင်ဘွဲကိုလည်းသူ့စီကနေမြေဖြားခံတယ်လို့ပြောလို့ရတယ်။တကယ်ကိုကွင်းလယ်မှာအတက်စင်းမှန်မှန်နဲ့တမ်ပူ control တွေပါလုပ်ပြီးတော့ကစားသွားနိုင်တယ်။တစ်ဖက်ကကွင်းလျာတဲ့ညံ့နေရမှာမဟုတ်ဘူးပေါ့နော်။ဒါကမှ Vinga တို့ Shaw Mani တို့ပါလို့ဆိုတာ Jude Bellingham တို့ဆိုတာညံ့တဲ့ကစားသမားတွေမဟုတ်ဘူး။ဒါပေမဲ့ဒီလိုကွင်းလယ်ကိုတော့အကောင်းဆုံးရှင်ကစားနိုင်ခဲ့တယ်ဆိုတာကတော့ Liverpool တဲ့အ ရင်ဖောင်ပြန်ရလာတယ်လို့ပြောလို့ရတယ်အရင်လူတွေတုံးလိုက်တဲ့အချိန်မှာပို့ပြီးတော့ဟန်ချက်ညီသွားရဆိုတဲ့ပုံစံမျိုးတော့ဖြစ်တယ်ပေါ့နော်တစ်ဖက်ကကျွန်တော် Real Madrid Real Madrid မှာတော့ကျွန်တော်ပြောကြရတယ်ကမင်းညာဘွယ်တော်တော်များခဲ့တယ်ပေါ့နော် တစ်ဖက်မှာဆိုလို့ရှိရင်လည်း Vinny ကလုံးဝ Bradley ကိုလုံးဝမကြော်ခဲ့ဘူးပေါ့နော် Bradley ရဲ့အိတ်ကတ်ထင်းမှာဒါ Vinny တယောက်တပွဲလုံးပျောက်သွားတယ်လို့ပြောလို့ရတယ်သူ့ကိုဟိုကစော့ပြီးလဲစော့တယ်တကယ်လဲကြုံးပြီးလဲစော့တယ်အဝင်ထွက်ကြမ်းကြမ်းနေလဲစော့တယ်ပေါ့ပါရဲ့ဖျက်ထုတ်လာရဲ့လှုပ်လဲမျိုးစုံကိုလှုပ်သွားတာပေါ့နော်သူကာလို့ရမဲ့ဘောင်းစုံကနေကာသွားတဲ့အတွက်ကြောင့် Vinny ဘက်ကလည်းလုံးဝဘောလုံးမထွက်ခဲ့ဘူးတိုက်စစ်မှာလည်း Kylie ရဲ့ Amber Bay ကိုလည်းအကုန်လုံးဝိုင်းပိတ်ဆို့ပြီးတော့ကစားရတဲ့အတွက်ဘလူးမောက်မရတယ်လို့ Amber Bay ကန်ခွင့်ရတဲ့အလုံးတွေမှာဆိုလို့ရှိရင်ဘလူးမောက်ကိုဂိုးပေါက်မတဲ့တဲ့အလုံးတွေကတော်တော်လေးကိုမြ များတယ်ပေါ့နော်အပိုင်လုံးနေအောင်မှာကိုပေါ့မတဲ့အနေအထားမျိုးတွေကိုတွေးရပြီးတော့ကျွန်တော် Real Madrid ဘက်မှာလည်းတော်တော်လေးလိုအပ်ချက်ကြီးသွားခဲ့လို့ပြောလို့ရတယ်နောက်ထပ်တစ်ယောက်ချီးကျူးချင်တာကတော့ Real Madrid တင်ရကိုသမားတီဘိုတီဘိုကော့တွာပဲတကယ်ကောင်းတာဗျာကော့တွာကြီးကဘလူတောင်ဖမ်းလာလဲဆိုတာလေ support line ကန်လိုက်တဲ့တလုံးဆိုလို့ရှိရင်လည်းအကုန်မမိပါမှာโกบีပဲထင်တာဗျာသူကန်တာကလည်းလုံးဝဖြစ်ကလက်စံကန်တာမဟုတ်ဘူးလုံးဝဂူသမားရဲ့ညာဘက်အပေါ်တောင်းအောင်ကန်တာဒါပေမဲ့အဲ့ဒီဥစားကြီးကိုမရရအောင်ခြေကာရလက်ကာရကြီးနဲ့ ပုတ်ထုတ်သွားတယ်ပေါ့နော်ဒါတွေကတကယ့် world class ဂိုးသမားတွေမှာရှီသိမ်းရှိတတ်တဲ့အရေးချင်းပဲလက်ကြီးကိုကားလိုက်တယ် space ကိုကျင်းလိုက်တယ်အเจ้าမလို့ကံအမဲ့ကစားသမား space ကတော်တော်လေးကိုကျင်းသွားတာပေါ့နော်ဆိုအဲ့ညမှာလည်းတခုရှိတာဂိုးသမားပြည့်တက်လာတိုင်း space ကျင်းတာတော့မဟုတ်ဘူးတချို့ကြတော့ပြီးတော့တက်လာတယ်ဒါပေမဲ့ရွယ်ချက်မပါဘူးပေါ့နော်ဘာလို့လို့အောင်မသိကစားသမားနာရောက်တော့မှဆွဲရမှာလားပုတ်ရမှာလားအဲ့လိုဖြစ်သွားတဲ့အနေအထားမျိုးတွေလည်းရှိရတယ်ဒါပေမဲ့ ကော့တော့အဲ့လိုမဟုတ်ဘူးသူထွက်လာကလေးအောင်ကပုံမယ်ဆိုရယ်ရွေးချင်တဲ့ထွက်လာပြီတော့ကြောင်တကယ်ကို suppose line အလုံးမှာလည်းမကိုးသလို suppose line နှစ်ခါကန်တော့ကျွန်တော်မှတ်မိသလားနောက်တစ်ခါအဝေးကလှမ်းကန်တဲ့တလုံးမှာလည်းအဲ့လိုပဲလုံးဝဒီစီးထိတ်ကနေလှမ်းကန်တာကျွန်တော်ဂိုးယူပဲထင်တာဒါပေမဲ့အဲ့လုံးကိုလည်းမရရအောင်ကိုကော့တော့ကာတယ်ပြီးတော့ Virgil van Dijk ခေါင်းတိုက်တဲ့အလုံးတွေရောနည်းတာမဟုတ်ဘူးပေါ့နော်လုံးဝတောက်လျှောက်ကာတာပေါ့ဆိုတော့ဒီနေ့ပွဲစဉ်မှာနောက်တန်းကလည်းတော်တော်လေးဖျော်ဖျော်ဖြစ်သလိုကောင်တာကြီးလည်းတော့ချောက်ပောက်ခဲတာကိုတွေ့ရတယ် ဆိုတော့ Real Madrid ကိုယ်တော်မှာ Thibaut Courtois ဒါအဲ့လောက်မကောင်းဘူးဆိုလို့ရှင်ရဒီထက်အများကြီးဂိုးပြတ်ပြီးရှုံးသွားဖို့များတယ် ဆိုဒီနေ့ပွဲစဉ်မှာတကယ်ကိုကောက်တော့တော်လေးကောင်းခဲ့လို့ဒါ Real Madrid အနေနဲ့1-0ဆိုရဲစနဲ့ပဲရှုံးနေတာပေါ့နော်ဒီပွဲစဉ်မှာဆို Real Madrid ဘက်ကဘာမှ3-2တိတ်ပြီးတော့မလုပ်ပြနိုင်ခဲ့ဘူးဒါပေမဲ့တစ်ဖက်မှာဆိုလို့ရှိရင်တော့ Liverpool တင်းရုံချင်မှုပြန်ရလာတယ်နောက်တန်းလဲသူ့အနေနဲ့တော်လေးကောင်းလာတယ်ကိုယ့်လက်မှာဆိုလို့ရှိရင်တော့ AGB ပြန်ပါလာတယ်နေသူအတင်းကတော်လေးဟန်ချက်ပြန်ညီသွားတာကိုတွေ့ရတယ်တိုက်စစ်မှာလဲသူ့လောက်သူကောင်းလေးလုံနိုင်လိုက်တာကိုလည်းတွေ့ရတယ်ပေါ့နော်အเจ้าမလို့ဒီနေ့ပွဲစဉ်ကတော့လုံးဝ well deserve ဖြစ်တာကတော့ ဒါလီဗာပူးတင်းကပို့ပြီးဝဲဒက်ဆာဖြစ်ခဲ့လို့ပြောလို့ရတယ်ရီယယ်မက်ဒရစ်တင်းနဲ့တင်းယူကြရဲအများကြီးယူဒီပွဲမှာတင်းယူသွားနိုင်မယ်လို့ထင်တယ်ဇာဗီအလွန်ဆိုအနေနဲ့လည်းအန်ဖီယိုလာတဲ့အခေါက်တိုင်းအချင်းချင်းမကောင်းတာကိုလည်းနောက်ပိုင်းတွေးဆောင်တဲ့အခါတွေမှာပညာရည်ယူပြီးတော့ပိုကောင်းလာမယ်လို့တော့ကျွန်တော်တို့မျှော်လင့်ပါတယ်လက်မျိုးပဲမျှော်လင့်ရမှာပေါ့ဘာလို့လဲဆိုဇာဗီအလွန်ဆိုကတကယ်ရလက်တွေကောင်းလာပြီးတော့မှလီဗာပူးကြလို့ရှိရင်အဲ့လိုဖြစ်ဖြစ်သွားတာတော့တိတ်တော့အဆင်မပြေဘူးလို့ပဲပြောရမှာပေါ့နော်ဆိုတော့ထရန့်ကလည်းမနီးကဝင်ကစားခွင့်ရတယ်ဒါပေမဲ့ ဘောလုံးပတ်စင်လည်းမကောင်းဘူးပြီးတော့ဒီကြားထဲမှာတော့ကစားခွင့်မရထားတော့အတင်းနဲ့အရန်ကြီး family ရဖြစ်နေတယ်ဆိုတော့ခဏပြည့်တိတ်မရဘူးသူတယောက်တည်းကစားရတယ်ဆိုတော့ပုံစံမျိုးလေးဖြစ်နေရလေးတော့တွေ့ရရပါဘောနော်အเจ้าမလို့ဒါကတော့မတက်နိုင်ဘူးဘောနော် trend ကလည်းမနေ့ကရှူဆောင်ကောင်းနေမြင်ရမှာလို့ကျွန်တော်တို့ထင်ခဲ့မှာလေအတင်းဟောင်းကိုအချက်တကွဲနဲ့သူများအိမ်ကွင်းမှာသွားပြီးတော့အတင်းဟောင်းအိမ်ကွင်းမှာကစားပြီးတော့သူလည်းအရှုံးနဲ့အမှတ်ပလာနဲ့ပဲပြန်လာခဲ့ရတာဘောနော် ဆိုတော့အပွဲစဉ်မှာအဓိကကျွန်တော်ချီးကျူးချင်တာတော့ထုံးစံတိုင်းပါပဲ RGB ဖြစ်ပါတယ်ဆိုလူကြီးမင်းတော်ဘလို့ထင်လဲဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်ကစားသမားအကောင်းဆုံးဖြစ်နိုင်တယ်လို့ထင်လဲမိမိအထင်မြင်စားချက်လေးကိုအောက်ကကွန်မန့်ထဲမှာဝင်မန့်ခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို YouTube မှာလည်းကြော်တင်ထားပေးပါတယ်ပိုကောင်းတဲ့ quality နဲ့ကြည့်ကြတယ်ဆိုရင် YouTube မှာတွားကြည့်လို့ရပါတယ် like and subscribe like and follow နှိပ်ပြီးတော့လည်းကျွန်တော်ရဲ့ channel လေးကိုကူညီပေးလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှပြန်တွေ့ရပါမယ်